နဲ့ကတော်ဒီမမိုက်တော်နိုင်လန်းခီလင်းစေပြီးစင်နံကတော်လန်းလင်းပြဖို့ဆောင်နေစေပြီးဘုရားနဲ့တီတွေ့ဖို့နေစေတော်ဒီအနေဝါရဲ့တန်တွေစင်ချင်လို့လာစီရန်တော်လေရာချမ်းအခန်းကြီး73တပန်သာရဗျာတိမောရှိအားမိန်တော်မူသည်ကဣဒွေလအမျိုးတို့အား ငါပေးသောခါနန်ပြည်ကိုစူးစမ်းစေခြင်းကမျိုးနွယ်အတီးအတီးထဲကဆွေမျိုးသူကြီးဖြစ်တော်သူတမျိုးတယောက်စီရွေးကောက်၍ဆေလွတ်လော့ဟုထာဝရဘုရားမှားထားတော်မူသည့်အတိုင်းမိုးရှိသည်လူတို့ကိုပါရန်တော်ကဆေလွတ်လေ၏ဆေလွတ်လိုက်တော်သူတို့သည်ဣသရေလအမျိုး၌အကယ်အမှုဖြစ်ကြ၏သူတို့အမိက ယူပင်အမျိုးဆက်ကူရတာရှမွာရှီမောင်အမျိုးဟောရီတာရှာဖတ်ယူဒအမျိုး ယေဖနတာကာလဤတခါမျိုးယောတတာကိကာလဧပရင်အမျိုးနုံတာအောရှိဘင်ယာမင်အမျိုးယာဖုတာပါလတိဇာဘူးလုံအမျိုးတောတိတာဂာဒီလာယောတတာတွင်မနာရှိအမျိုးတုတိတာဂေတိဒံအမျိုးဂေမလိတာအာမီလာအာရှာအမျိုးမိခေလာတာတေတူရာနဒလိအမျိုး ဝါပတိတာနာပိကံအမျိုးမာခိတာဂွေလာတို့ဒီခန္ဓာပြည်ကိုစူးစမ်းစေခြင်းကမောရှိစေလွတ်တော်သူတို့ဤအမည်သည်နှုံဤတာအောရှိကိုယောရှုဟုသောအမည်ဖြင့်မောရှိမဲ့လေ၏ခန္ဓာပြည်တို့စူးစမ်းစေခြင်းကမောရှိစေလွတ်လျက်သင်တို့သည်တောင်မျက်နှာလမ်းဖြင့်သွား၍တောင်ရိုးပေါ်သို့တက်ကြလော့ထိုပြီးသည်အဘယ်သို့သောပြည်ဖြစ်သည်နည်း ီတာတို့ဒီအာကြီးတလောအာနေတလောမြားတလောနဲတလောသူတို့နေတော်ပြီဒီကောင်းတလောမကောင်းတလောသူတို့နေတော်မြို့ရတို့ဒီအဘဲတို့နီတဲနေနေကြတလောခိုင်ခန့်တော်မြို့နှင့်နေကြတလောသူမြေဒီကောင်းတလောမကောင်းလောတော်များတလောနဲတလောဟု ကြည့်ရှုကြလောအရင်တော်ဆိတ်ရှိကြလောတတိအချို့ကိုလည်းယူခဲ့ကြလောဟုမာလိုက်လေဤထိုကာလသည်စပြည့်တိမှဲ့ဆကာလဖြစ်သည် ထိုသူတို့သည်စီးနာတော်မှသွား၍ဟာမတ်မြို့သို့ရောက်တော်လန်းနာယေဟောဗာမြို့တိုင်အောင်ခာနန်ပြည်ကိုဆူဆန်းကြ၏တောင်မျက်နှာ၌လျှောက်သွား၍အနကအမျိုးအဟိမန်ရှေရှဲတလမဲနေသောဟေဗျုံမြို့သို့ရောက်ကြ၏ဟေဗျုံမြို့ကအေကုတုပြည်၌ဇောနာမြို့မတိမီခုနှစ်နှစ်ကတည်သောမြို့ဖြစ်သည်အေရှကောလာချိုင်းတို့ရောက်လင်အတီး တပြုတ်ပါသောစပြင်းရွယ်တစ်ခတ်ကိုခုတ်၍လူနှစ်ယောက်တို့သည်ထန်ပိုးနှင့်ထန်ကြ၏။တလဲသည်တင်မောတဖန်သည်များကိုလည်းဆောင်ခဲ့ကြ၏။ဣဒရီလာအမျိုးသားတို့ခုတ်ယူသောစပြစ်သည်ပြုတ်ကိုထောက်၍ထိုကျိုင်းကိုအေရှာကောလာကျိုင်းဟုသောအမည်ဖြင့်မှဲ့သည်။ရက်40လွန်မှခါနန်ပြည်ကိုဆူဆန်းသောအမှုပြီး၍ပြန်လာကြ၏။မိုးရှင်နှင့်အာယုမဆာ၍ဣဒရီလာအမျိုးပရိတ်အပေါင်းတို့နေရာပါရန်သော ကာတေရှအရက်တို့ရောက်တော့အခါပရိဒတ်ပေါင်းတို့အားတည်င်းပြန်ကြ၍ထိုပြည်၌တီးသောအသည်ကိုပြကြ၏မောရှိအားလည်းအကျွန်ုပ်တို့သည်ကိုတော်စေလွတ်တော်ပြည်သို့ရောက်ခဲ့ပါပြီအကယ်စင်စစ်ထိုပြည်သည်နုံးနှင့်ပြားရည်စီတော်ပြည်ဖြစ်ပါ၏ ဤအတီတို့ကထူပြီး၌တည်တော်အတီဖြစ်ပါ၏တို့ရာတွင်ထူပြီးသူပြီးသားတို့သည်အာကြီးပါ၏ခိုင်ခန့်သောမြို့ကြီးနှင့်နေကြပါ၏ထိုမြမကအာဏကအမျိုးတို့ကိုလည်းမြင်ရပါ၏အာမလတ်အမျိုးတို့သည်တောင်ပတ်၌၎င်းဟိတ်တိလူယေပုတိလူအမောရိလူတို့သည်တောင်ရိုးပေါ်၌၎င်းခါနနီလူတို့သည်ပင်လယ်နားယော်ဒန်မြစ်နား၌၎င်းနေကြပါသည်ဟုပြောဆိုကြ၏ကာလတ်ကလည်းချက်ချင်းချီသွား၍ ထူပြီကိုတင်းယူကြဆိုအောင်နိုင်ကောင်းတီဟုဆို၍မောရှိရှိမှလူများတို့ကိုငြိမ့်စေ၏သူနှင့်အတူလိုက်သွားသောသူတို့ကထူပြီသားတို့ကိုငါတို့မတိုက်နိုင်သူတို့ဒီငါတို့ထက်သာ၍အာကြီးကြသည်ဟု၍၎င်းငါတို့သွား၍စူးစမ်းသောပြည်သည်မိမိသားတို့ကိုဖျက်ဆီးတတ်၏ငါတို့တွေ့မြင်သောပြည်သားအပေါင်းတို့သည်အလွန်အယဉ်မြင်ကြ၏ ကိုကြီးသောလူမျိုးနွယ်အနကမျိုးနွယ်ဖြစ်၍အလွန်ကြီးမားသော သူတို့ကိုလည်းမြင်ခဲ့ကြပြီးသူတို့ရှိမှငါတို့သည်ကိုအထင်အတိုင်းနှံကောင်ကဲ့သို့ဖြစ်ကြ၏သူတို့အထင်အတိုင်းလည်းထိုတို့ဖြစ်ကြသည်ဟု၍၎င်းမိမိတို့ဆူဆန်သောပြည်ကိုဣထွေလအမျိုးတို့အားမကောင်းသောတည်င်းကိုကြပြောလေ၏တောလျာကျမ်းခန်းကြီး73 ယောမဩရာစာခန်းကြီးနှင့်အငယ်16မှ29တင်းဒီယူဒလူဟုတမုတ်ချင်းကိုခံတော်သူပြည့်ညတ်တရားတော်ကိုကိုးစားတော်သူဘုရားသခင်ကို အမိပြု၏ဝါကြွားတော်သူအလိုတော်ကိုတည်တော်သူပြည့်ညတ်တရားတော်ကိုလေ့ကျက်သဖြင့်ခြားနာတော်အရာတို့ကို ပိုင်းခြားတတ်သူဖြစ်သည်နှင့်လူကမ်းတို့အားလမ်းပြတော်သူ မောင်မိုင်းနိုင်နေတော်သူတို့ကို လင်းစေတော်သူ လူမိုက်တို့ကို ဆုံးမတတ်တော်သူ သူငယ်တို့ကိုနီးပေးတော်သူပညာတရားတော်အားဖြင့်ပညာကို၎င်းတမာတရားကို၎င်းရေးမိတော်သူ ဖြစ်သည်ဟု၍မိမိကိုယ်ကို ထင်မှတ်တတ်သည်မှန်လေသူတစ်ပါးကို ဆုံးမလျက်ပင်မိမိကိုယ်ကိုမဆုံးမတလို့ သူဥစ္စာကိုမခိုးနှိဟုတရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလိုသူမယားကိုမပြစ်မာနှိဟုဆိုလျက်ပင်ကိုယ်တိုင်ပြစ်မာသလိုယုသူကိုဆက်ဆုပ်ယွန်ရှာလျက်ပင်ဗိမာန်တော်ကိုလွတ်ယူဖြစ်စီသလိုပညာတရားတော်ကိုအမိပြု၍ဝါကြွားလျက်ပင်ထိုတရားကိုလွန်ကျူး၍ဘုရားသခင်၏ကုံအပ်တရေတော်ကိုရှင်ချသလိုအကြောင်းမူကားကျမ်းစာ၌လာသည့်နှင့်အညီတပားအမျိုးတို့သည်တင်တို့အကျင့်ကိုထောက်၍ဘုရားသခင်၏နာမတော်ကိုကဲ့ရဲ့တကြ၏ သင်ဒီပညာတရားကိုကျင့်လျင်အရေးပြားလိချင်းအဖြစ်အကျိုးရှိပညာတရားကိုလွန်ကျူးလျင်သင်အရေးပြားလိချင်းသည်အရေးပြားမလိဘဲဖြစ်ပြန်၏ထို့မှတပါအရေးပြားလိချင်းကို မခံတော်သူသည်တရား၌ပါသောပညာတို့ကိုစောင့်ရှောက်လျင်ထိုသူ၏အရေးပြားမလိသည့်အဖြစ်ကိုအရေးပြားလိချင်းအဖြစ်ကဲ့သို့မှတ်ရသည်မဟုတ်လောအရေးပြားလိချင်းကိုမခံတော်သူသည်ကိုယ်အလိုအလျောက်ပညာတရားကိုနာခံကျင့်လျှောက်လျင်ဉာဏ်တရားနှင့် ရေဖျားလီလျက်ပင်ပြည့်ညက်တရားကိုလွန်ကျူးသောတင့်ကိုတရားသူရဲ့ရှုံးစေမိမဟုတ်အကြောင်းမူကားအပြင်အားဖြင့်သာ ယူတလူဖြစ်တော်သူသည်ယူတလူမှန်မဟုတ် အပြင်အားဖြင့်သာကိုအသား၌အရေဖျားလီချင်းသည်အရေဖျားလီချင်းအမှန်မဟုတ်အတွင်အားဖြင့်ယူတလူဖြစ်တော်သူသည် ယူတလူမှန်ဖြစ်၏အရေဖျားလီချင်းလည်းချမ်းဟောင်းတရားအားဖြင့်မဟုတ်ပဲဝိညာဉ်တော်တရားအားဖြင့်စိတ်နှလုံးနှင့်ဆက်ဆိုင်၏ ထို့တို့အေးပြားလိချင်းကိုခံတော်သူ၏အချီးအမွမ်းသည်လူအလိုနှင့်မဆိုင်ဖျားတခင်အလိုတော်နှင့်ဆိုင်သည်ယောမဩရာစာခန်းကြီးနှင့်အငယ်၁၉၂၉ဆာလံကျမ်းခန်းကြီးတရားနှင့်အိုသာရဗျာအကျွန်ုပ်၏ပတနာကိုနားထောင်တော်မူပါအကျွန်ုပ်အောဟိချင်းအတန်ဒီရှိတော်တို့ရောက်ပါစေသော ဘေးရောက်တီကာလာ၌မျက်နာတော်ကိုအကျွန်ုပ်မှလွှဲတော်မူပါနှင့်အကျွန်ုပ်ခေါ်သောအခါနားထောင်တော်မူပါအလင်းအမြန်ထူးတော်မူပါအကြောင်းမူကားအကျွန်ုပ်၏နေရကာလာသည်မိခိုးကဲ့သို့ကုန်တတ်ပါ၏အကျွန်ုပ်၏အယိုးတို့သည်မိချီကဲ့သို့ကျွမ်းကြပါ၏အကျွန်ုပ်၏နှလုံးသည်မြက်ပင်ကဲ့သို့ထိခိုက်ခံရ၍နှိုးနွမ်းလျက်ရှိပါ၏အစာစားခြင်းကိစ္စကိုပင်မေ့လျော့တတ်ပါ၏ကိုကြီးသွားခြင်းအတန်ကြောင့်အကျွန်ုပ်၏အယိုးတို့သည်အရင်၌ကန့်လန့်ရှိကြပါ၏ ကျွန်တို့ဒီလွန်ပြင်းနိုင်နေသောဝန်ပိုကဲ့သို့၎င်းတောနိုင်နေသောစည်းကွက်ကဲ့သို့၎င်းဖြစ်ပါ၏အကျွန်ုပ်ဒီအိမ်မူးပေါ်မှာတကောင်သည်နေရသောငှက်ကဲ့သို့ဖြစ်၍စောင့်လျက်နေရပါ၏အကျွန်ုပ်ရန်သူတို့ဒီတစ်နှစ်လုံးကဲ့ရဲ့ကြပါ၏အကျွန်ုပ်တပတ်၌ဆော်ကားသောသူတို့ဒီအကျွန်ုပ်ကိုပုံခိုင်း၍ကျင်းစုတတ်ကြပါ၏စိတ်တော်မပြေအမျက်ထွက်တော်မူသောကြောင့်အကျွန်ုပ်ဒီပြာကိုမုန်းကဲ့သို့ဆာရပါ၏ တောက်တော့အခါလဲမျက်ရည်ရော၍တောက်ရပါ၏ကိုရောဒီအကျွန်ုပ်ကိုချီးမြှောက်ပြီးမှအောက်သို့ချတော်မူပြီးအကျွန်ုပ်၏နေရတို့သည်ရှည်လျားသောအရေးကဲ့သို့ဖြစ်၍မျက်ပင်ကဲ့သို့အကျွန်ုပ်ညှို့နှမ်းပါ၏အိုသာရဗျာကိုရောဒီနေဆာသာရဖြစ်တော်မူ၏နာမတော်ဒီကာလအစဉ်ဆက်တည်ပါ၏ထားတော်မူပါဇီယိုမျိုးကိုတနာတော်မူပါဇီယိုမျိုးကိုကေမတနာရသော အချိန်ချင်းချက်တော်မူသောအချိန်ရောက်ပါပြီ ကိုရောဤကျွန်တို့သည်ထိုမျိုးဤကြောက်ခဲတို့ကိုပင်နှစ်သက်၍သူဤမိမုံကိုပင်စုံမတ်ကြပါ၏တဘာမျိုးတို့သည်သာရဖျားဤနာမတော်ကို၎င်းလောကီရှင်ဘီရင်အပေါင်းတို့သည်ဘုံတော်ကို၎င်းကြောက်ရွံ့ကြပါလိမ့်မည်သာရဖျားသည်ဇီယိုမျိုးကိုတီထောင်၍ ဘုံတော်နှင့်တကွာထင်ရှားတော်မူလိမ့်မည်။ကူးကွယ်ရမဲ့သောသူတို့ဆုတောင်းခြင်းအကြောင်းကိုမထီမဲ့မြင်မပြုသူတို့၏ပတ္ထနာကို မှတ်တော်မူလိမ့်မည်။ထိုအကြောင်းအရာကို နောက်ဖြစ်လက်တန်သောလူအမျိုးအဖို့ရေးမှတ်ရမည်။ပြုပြင်တော်မူလက်တန်သောလူတို့သည်သာရဖျားကိုချီးမွမ်းကြလိမ့်မည်။ချုပ်ထားသောသူ၏ညီသွာတန်ကိုနားထောင်ခြင်းက၎င်းတရားမိသူကိုလွှတ်ခြင်းက၎င်းအတိုင်းတိုင်းအပြည့်ပြည့်သော လူမျိုးတို့သည်သာရဖျား၏ဝတ် ကိုပြုလျက်စုဝေးကြသောအခါစီယုံတောင်ပေါ်ယေရုရှလင်မြို့၌သာရဖျား၏နာမတော်နှင့်ဂုံကြီးစုတို့ကိုထင်ရှားစေခြင်းက၎င်းတန်ရှင်းရာဌာနတော်အထုကငုံကြည့်တော်မူ၍ကောင်းကင်ပေါ်ကသာရဖျားသည်မြေကြီးကိုရှုမှတ်တော်မူ၏လန်ခီ၌ငါ၏အစွမ်းကိုလျှော့စေခြင်းက၎င်းငါ၏နေရကာလကိုတိုးစေခြင်းက၎င်းပြုတော်မူသောအခါငါလျှောက်ထားချက်က ိုးအကျွန်တော်ရဲ့ဖခင်အကျွန်ုပ်ကိုအသက်ပြုစဉ်ပင်ပယ်ရှင်းတော်မမူပါနဲ့ကိုရောနှစ်တို့ဒီကာလအစဉ်ဆက်မြဲကြပါ၏ကိုရောဒီရှေ့ဦးစွာ၌မြေကြီးကိုတည်တော်မူပြီးမူကောင်းကင်ဒီလည်းလက်တော်နှင့်ဖန်ဆင်းတော်အရာဖြစ်ပါ၏ထိုအရာတို့ဒီပျက်စီးခြင်းတို့ရောက်တော်လဲကိုရောဒီအမြဲတည်တော်မူ၏ထိုအရာရှိသည်များတို့ဒီအဘုကဲ့သို့ဟောင်းနှံခြင်းတို့ရောက်၍ဝှလုံကိုလဲတဲ့ကဲ့သို့ကိုရောဒီလဲပေးသည်ဖြင့် သူတို့ဒီပြောင်းလဲခြင်းရှိကြပြီကိုရောဒီလေးပြောင်းလဲတော့မမအတက်တော်လဲမကုံဆုံးရပါကိုရောကျွန်းတို့ဤတာမီးတို့ဒီတည်၍အမျိုးအနွယ်ဒီလဲရှိတော်၌မြဲမြံပါလိမ့်မည်ဆာလံကျန်ခန်းကြီးတရားနှင့်